အနည်းဆုံးတော့အော်ဒီဆောင်ညာအချိန်ကဒါမျိုးဖြစ်ခဲ့ပါလားဒီ information တွေရနိုင်ပါတယ်ရန်ကုန်မြို့ပြအမွေနှစ်ထိမ့်သိမ်းစောင့်ရှောက်ရေးဖွဲ့ YHD အနေနဲ့ရန်ကုန်မြို့ပြတမိုင်းဆန်ရအမွေနှစ်တွေကိုလူလူကတံပိုးထားသတိပြုမိလာစေဖို့အပြာရောင်ကပီးပြားတွေကိုတက်ဆင်နေတာပါရန်ကုန်မြို့ရဲ့အရေးပါဆုံးစီးပွားရေးအချက်အချာနေရာမှာရှိနေတဲ့လောကနဲ့ဆောင်းဟာနှစ်ပေါင်း100ကျော်တက်တန်းရှိတဲ့ဆောင်းတစ်ခုဖြစ်တဲ့ပြင်တခြားတမိုင်းဝင်ဘလူထူးခြားချက်တွေရှိနေတာပါလေ 1906ခုနှစ်ဝန်းကျင်မှာဆောက်လုပ်ခဲ့ပြီးအီတလီပုံစံအပြောက်အမွန်းတွေနဲ့ခန္ဓာရှင်တန်းနေတဲ့ဒီဆောင်မှာဘလို့သမိုင်းကြောင်းတွေရှိနေခဲ့တာလဲ။အဓိကတော့ဒီသမိုင်းကြောင်းကိုဒီ public ကိုသိစေချင်တာပေါ့နော်ဒီဆောင်ဘယ်လိုသမိုင်းကြောင်းရှိခဲ့လဲဒီရန်ကုန်မြို့မှာတစ်စိမ်းကဘာတွေဖြစ်ခဲ့လဲရန်ကုန်မြို့ရဲ့ history ကိုတနည်းမဟုတ်တနည်းနဲ့ပေါ်ပြနေတာပေါ့ဗျာဒီဆောင်မှာကျွန်တော်တို့အခုကတ်တဲ့ဒီ blue black တွေကဒီမှာဖြစ်ပြခဲ့တဲ့အဆောင်နဲ့ပတ်သက်တဲ့အဖြစ်အပျက်အကုန်လုံးကိုရေးထားတာတော့မဟုတ်ဘူးလေဟုတ်တယ်မလားဟိုအဓိကအချက်တစ်ချက်နဲ့ချက်လောက်ကိုပဲရေးထားနိုင်တာပေါ့ဗျာဟိုအဲဒါမဲ့တိကျင်တဲ့လူထပ်တိကျင်တဲ့လူတွေကဒါတွေကို study လုပ်လို့ရတာပေါ့အနည်းဆုံးတော့ ော့အော်ဒီစောင့်ဦးကြီးအချိန်ကဒါမျိုးဖြစ်ခဲ့ပါလားဒီ information တွေကရနိုင်ပါတယ်လောကနဲ့စောင့်မှတက်စင်တဲ့အပြာရောင်ကပီးပြားဟာရှစ်ခုမြောက်ဖြစ်ပြီးအရင်တက်စင်ခဲ့တဲ့သမိုင်းဝင်စောင့်ဦးတွေကတော့မြို့တော်ခမ်းမအီယော်ရီဘန်ယုံကျုံအာမေနီယန်ဖျားချောင်းဘ ഹു မီသက်စကန်ဘ ഹു စာရိုက်ကြီးမြမလေယာဖွံ့ဖြိုးရေးဘန်နဲ့အစိုးရဘ ഹു ပုံနှိပ်ဆက်တွေပဲဖြစ်ပါတယ်2012ခုနှစ်မှာစတင်ထူထောင်ခဲ့တဲ့ Yangon Heritage Trail YHD အနေနဲ့ ရန်ကုန်မြို့အနာဂတ်တွေခိုင်မာတဲ့ရည်မှန်းချက်တခု ရှိနေပါတယ်။အဲဒါကတော့လက်ရှိပိုင်ဆိုင်ထားတဲ့သမိုင်းအဝင်နဲ့ဆိုင်ရာဂုံအင်းတွေနဲ့ခိမီဖွံ့ဖြိုးတိုးတက်မှုရဲ့ပေါင်းစပ်မှုတွေကနေတဆင့်ဒေတာရင်းမှာအလှပဆုံးမြို့တစ်မြို့ဖြစ်ထွန်းလာဖို့ပဲဖြစ်ပါတယ်။လောကနဲ့အဆောက်အဦလိုသမိုင်းဝင်အမွေနှစ်တွေကိုထိမ့်သိမ်းဆောင်ရှောက်ဖို့ကတော့အလုံးဝိုင်းဝန်းလှုပ်ဆောင်ကြမှာလည်းဖြစ်ပါတယ်။ ဒီအဆောက်အဦကြီးကအခုညီတို့ကြည့်ပေါ့နော်တော်တော်လေးကိုကောင်းပါသေးတယ်ပြုပြင်ထားရမယ်ဆိုရင်တော့ရေရှည်ခံမယ်နော်ဦးတို့လည်းအတက်ကြီးပြီနောက်လာတဲ့လူတွေလက်ထဲကိုဒီပုံစံမဲ့ပြက်လေးလွှဲနိုင်ဖို့အခုဦးတို့အားလုံးကအသိဉာဏ်လေးနဲ့နော်ထိမ့်သိမ်းစောင့်ရှောက်ကြဖို့နော်အဲ့ဒါကိုပဲဦးကပြောချင်ပါတယ်